မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ3ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင်မရောက်နိုင်အပါဝင်ဆေးအရာရှိကြီးတွေကိုဆဲဆိုတဲ့စစ်လော်ဘီဇော်ဖုံးခင်းကိုဆက်သွယ်ရေးဥပဒေတင်မောင်ခုံမှုလက်နက်မှုလိုင်စင်မဲ့ကာယောင်းဝယ်မှုလို့နဲ့စစ်ကောင်စီကပြန်ဖန်လိုက်ပါတယ်တိဘောဘိုးစခန်းကို KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပါပြီ ရက်ကွက်အလူခံဇရက်မှာထိုင်နေတဲ့ပြူစောတိခေါင်းဆောင်အုတ်ချုပ်ရဲမှုနဲ့အဖွဲပြစ်ခတ်ခံရလို့ရှစ်ဦးတေဆုံးသွားပါတယ်။ပခောက်ကူမိသက်ဌာနမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာတော့6ဦးတေဆုံးတယ်လို့သိရပါတယ်။စစ်တပ်နဲ့ပြူစောတိတွေတက်ဆွဲပိတ်ဆို့ထားတဲ့ရွာကကိုရင်နှစ်ပါးအပါ9ဦး PDC ထွက်ပြေးလာပါတယ်ရှင်။ မိုးရင်းကာလမှာစစ်ရေးအရှိန်ညှင့်မှာဖြစ်လို့တနိုင်ကလုံးပူပေါင်းတိုက်ပွဲဝင်ပါကဆရာနာရှင်ကို အနိုင်ရမယ်လို့ CNF တပ်မှုကပြောလိုက်ပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ မြောင်းလိုက်အပါဝင်ဆေးရရှိကြီးတွေကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဖုံးဟင်းကိုစက်တော်ရည်ဥပဒေတင်မောင်ခုံမှုလက်နက်မှုလိုင်စင်မဲ့ကာယောင်းဝယ်မှုတို့နဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြင်ဦးလင်ရဲအတိုင်းဝိုင်းကပြောပါရယ်ဇွန်လ၂ရက်နေ့မိုးလဲတနင်္ဂနွေကျော်အချိန်မှာပြင်ဦးလင်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဖုံးဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားကြောင်းမြောင်းလိုက်အပါဝင်ဆေးရရှိတွေကိုဆဲဆူတဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တိ တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်358မြင်းဆောင်2025စက်တွယ်ရေးဥပဒေပုံမှာ66ဂါနဲ့မဘာတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်က မေလ9ရက်နေ့မှာအမှုဖွင့်ခဲ့တာလို့ဆိုပါတယ်စောဖုံးဟင်းကသူ့ရဲ့ Telegram Channel မှာစစ်တပ်အရာရှိကြီးတွေကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းဒါကြောင့်ဇွန်လ2ရက်နေ့မှာစစ်တပ်ကစောဖုံးဟင်းကိုဖမ်းဆီးသွားကြောင်းလည်းသိရပါဗျ။ ဖမ်းဆီးသွားတာကတေးကြတယ်ညှိနိုင်ပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ညှိနိုင်ပြီးတော့ထွက်ဖို့ကတော့ခက်ခဲမယ်ထင်တယ်သူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်လို့ရဲတပ်င်းအရင်မြစ်ကပြောဆိုပါတယ်ရန်ကုန်အခြေဆိုင်မဘာတာအတိုင်းဝိုင်းကတော့ဇော်ဖုံးဟင်းကိုဆက်သွယ်ရေးဥပဒေတင်မောင်းခုမှုလက်နက်မှုလိုင်စင်မဲ့ကာယဝယ်မှုတို့နဲ့အမှုတပ်ဖမ်းဆီးထားတယ်လို့သိရပြီးတဲ့နောက်မှာ သူ့ကိုပြန်လွတ်ပေးရေးမဘာတာဦးဆောင်သူတချို့က စစ်တပ်နဲ့ညှိနှိုင်းနေကြောင်းလဲပြောဆိုပါတယ်။ဖမ်းဆီးမခံရခင်ဇော်ဖုံးဟင်းကစစ်လော်ဘီတွေဖြစ်ကြတဲ့ကျော်စိုးဦး၊သစင်ဦးတို့နဲ့မုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်သခိုင်းနဲ့မန္တလေးကိုတွားရောက်ခဲ့ကြောင်းလဲသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပတ်ဝေါ်လီဒေတာမှာရှိတဲ့တေဘောဘိုးစကောင်ကိုကရင်အမျိုးသားလူမျိုးရေးတံမတော် KNN နဲ့ တည်သူကာကွယ်ရေးတပ်မတော် PDF ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ရရှိပြီးနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေကြောင်းဒေတာခံတွေနဲ့ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNN တပ်ဖွဲ့တွေနဲ့နှိစက်တဲ့ကရင်စစ်ရေးသတင်းအမြင့်တအုပ်ကလည်းတိဘော်ဘိုစကန်းကိုတိမ့်ပိုက်လိုက်ပြီးလို့အတည်ပြုပြောဆိုထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တိဘောဘိုစခန်းကိုပူပေါင်းတပ်တွေကယနေ့နနက်အစောပိုင်းကတည်းကထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာနေ့လယ်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ဒေသခံတွေထံကလည်းသိရပါဗျ။ဒေသခံတအူးကဝော်လီပြူဟာကနေလက်နက်ကြီးပစ်ကူပေးတာရောလက်နက်ငယ်တန်းတွေရောမနှက်ချဲကနေနေ့လယ်ပိုင်းအထိတောက်လျှောက်ကြားရတယ်လို့ပြောပါဗျ။ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့်ဒေသက900ကျော်လဲထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကောင်စီလက်တက်ကနေ့လယ်တနာရီခွဲခန့်ကတိုက်လေရင်နဲ့နှစ်ချိန်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံနဲ့ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ တေဘောဘိုးစကောင်းကို KNN နဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့2022မေလ18ရက်နေ့မှာပထမအကြိမ်တင်ပိုက်နိုင်ခဲ့ပေမဲ့စစ်ကောင်စီကလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေအပြင်မွန်ပြည်နယ်စိုက်ထိုအခြေဆိုင်တပ်မ44လက်အောက်ခံတပ်များတနင်္သာရီတိုင်းပုတ်ပြင်းအခြေဆိုင်အမှတ်73စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လာအောက်ခံတက်တွေနဲ့ပြန်လည်ထိုးစစ်ဆင်ခဲ့ရမှာ6လအကြာမှာပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့သိရပါဗျ။တေဘောဘောစခန်းကမြဝရီ ဝေါ်လီကားလမ်းကိုစိုးမိုးထားတဲ့အေးပါတဲ့စခန်းတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်ကကာလာကြာရှည်ထိန်ချုပ်ထားခဲ့ပူးတဲ့စခန်းဟောင်းတစ်ခုဖြစ်ခါရခိုင်1988အေးခင်းကာလမှာလဲတောခိုအကြောင်းသားတွေကအခြေစိုက်ထားတဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြီးဆုံးစခန်းတစ်ခုလည်းဖြစ်ပါတယ် ကရင်အမျိုးသားအစီယုံ KNU တပ်မဟာချောင်းနယ်မြေဝေါ်လီဒေတာမှာရှိတဲ့စစ်ကောင်စီစခန်းကို KNN ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေရမှာဘလတ်တို့ကနဲလေရွှေအေးမြိုင်ဝါမီထဘရင်နောင်ကိုမော်ခီစခန်းတို့ကိုပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်မှာတင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးမန္တလေးတိုင်းညောင်ဦးမြို့နယ်ပုဂံမြို့တည် ကန်းကရက်ကွက်မှာရှိတဲ့ဇရက်မှာထိုင်နေတဲ့အုတ်ချုပ်ရိမ်မှုအဖွဲပြစ်ခတ်ခံရပြီးရှစ်ဦးတေဆုံးကလက်နက်အချို့သိမ်းဆီးရရှိခဲ့တယ်လို့ညောင်ဦးခရိုင်အခြေဆိုင်ထဏောင်းကြီးစစ်ကြောင်းထံကသိရပါဗျ။ဇွန်လတရက်နေ့နေ့လယ်၂နာရီကျော်မှာ ကန်းကာရက်ကွက်အုတ်ချုပ်ရည်မှုပြူစောတိကောင်းဆောင်ဇော်ဇော်ဦးစီးအဖွဲ့ဟာအလူခံမန်တပ်ဖွင့်လှစ်ထားတဲ့အခင်းဖြစ်ရာနေရာမှာငွေကြေးကောက်နေကြောင်းတည်င်းရတာကြောင့်တွားရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့ပြစ်ခတ်ချိန်မှာဇရက်အတွင်မှာနှစ်ဖက်ခွဲထိုက်နေကြတယ်လို့လဲဆိုပါတယ်ကျွန်တော်တို့အထင်ကြည်ထီတာလားသူကလစ်ဖြုတ်ပြီးတော့ပြန်ပြစ်တဲ့နှစ်နှစ်ဒီကြပြီးတော့ထီတာလားပဲကျွန်တော်တို့ကကားနဲ့ဖြတ်ပြီးတော့ပြစ်သွားတာပဲအဓိကသူ့ကိုပြစ်တာ သူ့နောက်လိုက်တွေတော့ပါတယ်။ကားပြန်လဲခါနီမှာတော့နတ်နတ်ဒီကွဲတန်းကြားလိုက်ရသေးတယ်။ကားနဲ့လမ်းပေါ်ကဖြတ်သွားရင် မရှင်လောက်တာပြန်လဲလာတော့အကုန်လဲကျနေပြီလို့ထနောင်းမြေစစ်ကြောင်းကပြောပါရဲ့ရှင်။ပြစ်ခတ်မှုအတွင်းအုတ်ချုပ်ရဲမှုဦးစစော်အပါဝင်၈ဦးတေဆုံးကတဦးတန်ရာရထားတာကိုတွေ့ရကပြစ်ခတ်မှုဖြစ်ပြီးတဲ့နေရာကိုဝင်ရောက်ရှင်လင်းချိန်မှာတော့ဦးစစော်ကိုင်ဆောင်တဲ့လက်လုတ်တနက်နလက်လက်ပြုံတလုံးဦးစစော်ကိုင်ဆောင်တဲ့မှတ်ပုံတင် ကြီအချို့ကိုတင်စီရရှိခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီထောက်ခံတဲ့ Telegram တွေမှာတော့အုတ်ချုပ်ရေးမှု ရမေးရဖတွေကဂန်းကရက်ကွက်မှာရှိတဲ့ဓမ္မယုံမှာရက်ကွက်အုတ်ချုပ်ရေးမှုနဲ့လူ15ဦးခန့်ကပထမပွဲအတွက်အစည်းအဝေးပြုလုပ်နေချိန်မှာ PSD ဘက်ကဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်အုတ်ချုပ်ရေးမှုဦးစောစောခေါ်ဦးမြင့်စောအပေါင်းဦးတင်မြိုင်ဦးခင်မောင်ထေဦးခင်မောင်တန်ဦးတန်ထွန်းဦးစိုးမင်းနဲ့ ဦးကြည်ထွန်းတို့တည်ဆုံခဲ့ပြီး6ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့យេតាဖော်ပြထားကြပါတယ်။စစ်ကောင်စီ Telegram Channel တွေမှာဖော်ပြနေမှုအပေါ်ထဏောင်းမြေစစ်ကြောင်းက IO မှုတူးကအခုလိုတုံ့ပြန်ပါတယ်။ပထမပွဲလုံမဲ့သူတွေကလည်းတနတ်တွေကလက်ပြဘုံတွေကပါပါနေတာဆိုတော့ဟုတ်မဟုတ်ဆိုတာစဉ်းစားကြည့်ပါအောင်လို့သူကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုကိုထဏောင်းမြေစစ်ကြောင်းပကံညာဦး Special Task Force ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ မနေ့ကဇွန်လ2ရက်နေ့မနက်9နာရီမှာလဲညောင်ဦးမြို့နယ်စင်ကူကျေးရွာနေရာအိမ်မူအသက်40ဝန်းကျင်ရှိတဲ့ဦးထွထွန်းနိုင်ဟာနေအိမ်မှာရှိနေချိန်မှာတနတ်သမားတွေကဝင်ရက်ပြစ်ခတ်သွားခဲ့လို့တေဆုံးသွားတယ်လို့လည်းသိရပါတယ်ရှင်ဆလဘီမကွေးတိုင်းပခုတ်ကူမြို့ပေါ်မှာခရိုင်မိသက်ဌာနမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ကိုတွားရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိကြောင်းရွှေညာမြေ PDF ထံကသိရပါဗျ။ ဇော်လာတရက်နေ့မနက်3:30မိနစ်မှာတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှုမိနစ်30ကျော်ကြာမြင့်ခဲ့ကြောင်းချွေညာမြေ PDF အဖွဲ့တာဝန်ရှိသူကဒီကနေ့ဇွန်လ3ရက်နေ့မှာပြောပါတယ်။သူကမြို့ပေါ်တက်စကန်တစ်ခုကို တိုက်နိုင်ဖို့အတွက်အချိန်ယူပြင်ဆင်နေရတယ်။နောက်ပြီးစစ်ကူရောက်လာနိုင်ခြေကလည်းအရန်မြန်တော့မြ мян လှောက်ရှာခဲ့ရတယ်။အခက်ခဲလေးတော့ရှိတယ်လို့ပြောပါတယ်။ ခရိုင်မိသက်ယုံအတွင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သား35ဦးရှိပြီးတော့တမတရတမစစ်ကူတွေလာရောက်တဲ့အတွက်တော်လရေးတပ်ဖွဲ့တွေကပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရွှေညာမြေ PDF အဖွဲ့ကပြောပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား5ဦးတေဆုံးပြီးတော့5ဦးဒဏ်ရာရရှိခဲ့ကြောင်းနဲ့ဆေးရုံမှာနောက်ထပ်2ဦးထပ်မံတေဆုံးရမှာတေဆုံးသူစုစုပေါင်း6ဦးထိရှိပြီးတော်လရေးတပ်ဖွဲ့ဝင်တွေဘက်ကအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းရွှေညာမြေ PDF ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကူရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကတိုက်ပွဲဖြစ်ပွားရာခရိုင်မီတပ်ရုံအနီးမှာစစ်ဆေးမှုတွေပြုလုပ်ခြင်းလမ်းတွေကိုပိတ်ဆို့ရှာဖွေခြင်းဒေသခံပြည်သူတချို့ကိုဖမ်းဆီးခြင်းတွေကိုလှုပ်ဆောင်ကြောင်းရွှေညာမြေ PDF အဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်တိုက်ခိုက်မှုကိုရွှေညာမြေ PDF ပခုတ်ကူပါကဖတက်ရင်တင်နေစီမကြပြည်သူကောက်ွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတက်ရင်တုံတက်ခွဲလေးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလဲသိရပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့ပြူစောတိနဲ့စစ်ကောင်စီတပ်တွေအထိုင်ချတပ်ဆွဲထားတဲ့ကနီးကျေးရွာကကိုရင်နှစ်ပါးနဲ့ပြည်သူနှစ်ဦးဟာပခုတ်ကူခရိုင်အမတ်၅တပ်ရင်းစီကိုထိတ်ဆက်ကထွက်ပြေးလာတယ်လို့အဖွဲ့အစည်းကနေသိရပါဗျ။ထွက်ပြေးလာသူတွေဟာဆယ်ကျော်သက်ကိုရင်နှစ်ပါးအသက်50ဝန်းကျင်အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီးသူတို့ကိုမေလ30ရက်နေ့မှာကနီးရွာအနီးမှာပဲတွားရောက်ခေါ်ဆောင်လာတာလို့ဆိုပါတယ်။သူတို့က စိတ်လဲစိတ်ချရတဲ့ပြည်သူတွေမှို့လို့ကျွန်တော်တို့ကသွားခေါ်တာပါကျွန်တော်တို့အနေနဲ့ကတက်တက်ကြီးသွားခေါ်ရတာမျိုးမဟုတ်ပဲပြူရွာတွေမှာအများအားအနီးကစောက်ကြည့်နေတာရှိတယ်အဲ့လိုအနေအထားကနေရွာရဲ့မီတာ200 300ဝန်းကျင်အထိသွားခေါ်ရတာလို့ပခုတ်ကူခရိုင်အမတ်15တရင်ဒုတက်ရင်မူကပြောပါတယ်အဲ့ဒီပြူစောတိရွာကိုဒေတာကာကွယ်ရေးတပ်တွေဘက်က ိတ်ဆို့ရိတ်ခါဖြတ်တောက်ထားတာနှစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီးတရားအတွင်စားတောက်ရေးခတ်ခဲလာတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ထွက်ပြေးလာတာလို့ပခုတ်ကူခရိုင်အမတ်၅တက်ရင်ဒုတက်ရင်မှုကဆိုပါတယ်အခုသူတို့ထွက်ပြေးရတဲ့အကြောင်းရင်းကလုံခြုံမှုတွေမရှိတော့တာစားတောက်ရေးနေရေးထိုင်ရေးကအစသူတို့အချင်းချင်းအတွင်းကျိတ်ပုံကံမှုတွေရှိနေတဲ့အတွက်သူတို့မနေရဲလို့ထွက်လာတာပေါ့လို့သူကပြောပါတယ်စစ်ကောင်စီတပ်ကပို့နေတဲ့ရိတ်ခါတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပြူစောထီတွေကိုပြန်လည်ဖြန့်ဝေပေးတာမှရှိပဲအဲ့ဒီရွာမှာတာဝန်ကျနေတဲ့စစ်တပ်နဲ့ပြူစောထီခေါင်းဆောင်အဖွဲ့တို့ပူးပေါင်းပြီးတော့ရိတ်ခါတွေကို ရောင်းစားနေတာလို့ထွက်ပြေးလာသူတွေရဲ့ပြောပြချက်ကိုကိုးကားပြီးတော့ဒုတက်ရင်မှုကပြောပြပါဗျ။အစားအသောက်ကသူတို့တော်တော်လေးခက်ခဲတယ်လို့ပြောပါရပြ။နဘူးရွံ့အောင်ပြုတ်စားရတဲ့အနေအထားမျိုးလို့သူတို့ပြန်ပြောပြပါရတယ်။အခုဆိုရင်ပြူစောတိခေါင်းဆောင်နဲ့စစ်ဘိုလ်တို့က တပ်ကထောက်ပံ့ပေးတဲ့ရိတ်ခါတွေကိုစစ်သားတွေရဲတွေလက်နက်ကိုင်ကျူစောတီတွေပြည်သူတွေကို ပြန်ဖြန့်ဝေတာမရှိဘဲနဲ့ပတ်စံနဲ့ပြန်ရောင်းနေတာလို့လဲဆိုပါတယ်စစ်ကောင်စီပူးပေါင်းတပ်တွေကတေးရွာမှာပြည်သူတွေကိုရွာပြင်ထွက်ခွာခွင့်ပိတ်ပင်ထားကရွာခံတွေအနေနဲ့ရွာဝင်ရွာထွက်တွေမှာအလဲကျကင်းဆောက်ရပြီးခွင့်ပြုချက်မရှိဘဲနဲ့ရွာပြင်ထွက်ခွာပါကတနက်နဲ့ပြစ်တက်ခံရတယ်လို့လဲဆိုပါတယ်ကနီးရွာဟာ ညိုင်းနယ်အတွင်းမှာပြူစောတိအင်အားအကောင်းဆုံးရွာဖြစ်ပြီးတော့အင်ဂျီ900ကျော်ရှိကရွာထဲမှာစစ်သားရဲနဲ့ပြူစောတိပူပေါင်းအင်အား80ခန့်အထိုင်ချတက်ဆွဲထားတယ်လို့ဒေတာကာဝယ်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆီယနာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တနိုင်ကလုံးအတိုင်းတာစစ်ရေးအရှိန်မြင့်တင်မှုကိုယခုနှစ်မိုးရင်မှာပြုလုပ်မှာဖြစ်၍စစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အားလုံးပူးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းအမျိုးသားတပ်ဦး CNF ်စီအန်နေတက်မှုတူဖြစ်တဲ့ဘူမူကြီးဆော်မွန်ကပြောပါတယ်။ဆီယာနာရှင်တိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယခုနှစ်မှာစစ်ရေးပုံမှုပြင်းထန်လာမယ်လို့အသိပေးထားသလို CNF အပါအဝင်တိုင်းရင်းသားတွေကထုတ်ဖော်ပြောကြားထားတယ်လို့လည်းဆိုပါတယ်။ဒီနေ့မိုးရင်းကနေစပြီးတော့ကျွန်တော်တို့ရဲ့စစ်ချိန်ကပုံမြင့်လာလိမ့်မယ်။အဲ့လိုမျိုးပြောချင်တယ်။အားလုံးလည်းတက်တက်ကြွကြွပါဝင်ပေးကြပါလို့ဘူမူကြီးဆော်မွန်ကပြောပါတယ်။ တက်နိုင်တဲ့နေရာမှာပါဝင်ရန်တိုင်းရင်းသားအားလုံးပြည်သူအားလုံးစုစုစည်းစည်းဖြင့်ကြာရခန္ဓာမှတော်လန်ရေးကိုကူညီကြရန် သူကတိုက်တွန်းထားပါတယ်။အားလုံးဒီနေ့အတွင်းမှာတော့အကုံလုံးတပြည်လုံးတနိုင်ကလုံးချင်းနဲ့တနယ်လုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဘူမူကြီးဆော်လမွန်ကပြောပါတယ်။ယခုနှစ်အတွင်းအနိုင်ရအောင်အစီအစဉ်ဆွဲ တိုက်ပွဲ ဝင်နေရခြင်းဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်။ ချင်းတရင်မြစ်တူကလည်းချင်းသေးတာကာကွယ်ရေးတပ် CDF တန်တလန်ရဲ့စစ်ရေးပြင်ဆင်နေမှုအခြေအနေကို အသိပေးထားပါတယ်။ CDF တန်တလန်ပါဝင်တဲ့ချင်းတော်လန်ရဲ့တပ်တွေကတန်တလန်မြို့သိမ်းတိုက်ပွဲ အပြီးတက်ရန်ပြင်ဆင်နေတယ်လို့သူကပြောပါတယ်။ပြင်ဆင်နေတယ်ပဲပြောတယ်။အဲဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်ဆင်နေတယ်။ထန်တလန်သိမ့်ဖို့စူးစမ်းနေတယ်ပြင်ဆင်နေတယ်လက်နက်ခင်ရစုဆောင်တာလာပေါ့အဲ့ဒါမျိုးပဲ တိုက်ပွဲတော့အခုလောလောဆယ်မရှိသေးဘူးလို့ချင်းတည်ရင်မြစ်ကလည်းပြောပါတယ်။ချင်းပြည်မှာချင်းမျိုးသားတက်မရော CNF CNA နဲ့ချင်းဒေတာကာကွယ်ရေးတပ်များစုပေါင်းထားတဲ့ချင်းပြည်ကောင်စီပူပေါင်းတပ်နဲ့ချင်းညီနောင်ဆိုပြီးတော့တော်လိုင်းရင်အင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025မှာချင်းတပ်ပြည်လုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမယ်လို့အသိပေးပြောကြားထားပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်